ကျိုးဆိုပါရယ်အခု2025ခုနှစ်စက်တင်ဘာလဖြစ်ပါရယ်ကမ္ဘာကြီးကတော့အသက်အောင်ထားရပြီးနိုင်ငံရေးအခြေအနေတွေလည်းပြောင်းလဲသွားခဲ့ပါပြီဒုတိယကမ္ဘာစစ်ဆေးကြီးသည်ရေနွေးငွေများထွက်နေသည့်မျှမကကမ္ဘာတဝန်းရှိအရေးကြီးသောမီးပွိုင်သုံးခုတွင်စုပွက်နေသည်ပထမပစိဖိတ်ရန်အိုတောင်တရုတ်ပင်လယ်မှာတင်းမာမှုတွေဟာဒီလတွေမှာဆိုးရွားလာပါရယ်ဒုတိယအနေနဲ့အာတိတ်စစ်ပွဲကင်းမြောက်ဘက်ကိုဥတီတဲ့ပြိုင်ဆိုင်မှုတွေမြန်ဆန်လာတာနဲ့အမျှ ရေခဲတွေအကြီးပြောကြလာမှုကစစ်မြေပြင်အစ်စ်တစ်ခုဖြစ်လာပါတယ်။တတိယအချက်မှာကွန်နန်လက်နက်ပြိုင်ပွဲဖြစ်ပါသည်။လက်ရှိကာကွယ်ရေးစနစ်အားလုံးကိုအတုံးမဝင်တော့ပဲဖြစ်စေနိုင်သည့်နီးပြာဇွန်အားအတွက်ဖုံးကွယ်တိုက်ပွဲတရက်ဖြစ်ပါသည်။ယခုညကျွန်တော်တို့သည်ဤမီးပွိုင်များကိုခွဲခြမ်းစိတ်ဖြာပါမည်။အဘယ်ကြောင့်ယခုဘာတွေစိန်ခေါ်နေလဲ။ကမာလုံးဆိုင်ရာပဋိပက္ခနဲ့ဘလောက်နီးစပ်နေပြီလဲ။ တောင်တရုတ်ပင်လဲကမ္ဘာအလုတ်အများဆုံးရေချောင်းသွားလာရေးလမ်းကြောင်းများနဲ့ကြီးမားသောအရင်းမြစ်များတည်ရှိရာနေရာဖြစ်သည်စက်တင်ဘာလ15ရက်နေ့တွင်ဒုတိယသောမတ်ရေတိမ်ပိုင်းကိုဖြစ်ပွားနေသောထိတ်တိုက်ရင်ဆိုင်မှုသည်တိတိတသာတိုးလာခဲ့သည်ဖိလစ်ပိုင်က BRB Sierra Madre တို့ရိတ်ခါပို့ဆောင်ရေးမစ်ရှင်အားတရုတ်ကမ်းခြေစောင့်တက်မှမကြုံစဘူးသောအင်အားသုံးနှင့်တားဆီးခဲ့သည်ဒါဟာရေအမြောက်တွေနဲ့ပတ်တာမဟုတ်ပါဘူးစစ်ဘက်သုံးလေဆာအလင်းပြခြင်းနဲ့ ရန်လိုတဲ့ရင်ရင်နဲ့တိုက်ခိုက်ခြင်းတွေကိုအသုံးပြုခဲ့တယ်လို့သတင်းတွေကဖော်ပြပါဗျ။ပထမဆုံးအချိန်ဖြစ်နှစ်ဖက်စလုံးတွင်ထိခိုက်ဒဏ်ရာအနည်းငယ်ရှိကြောင်းသတင်းရရှိပါသည်။ငင်းတဲ့တိတိတသာတင်းမာလာခြင်းဖြစ်သည်။အရေးပါသောမေကုံမှအမေရိကန်ပြည်ထောင်စုပင်ဖြစ်သည်။အပြန်အလှန်ကာကွယ်ရေးစာချုပ်သည်ဝါရှင်တန်အားဖိလစ်ပိုင်ကိုတိုက်ခိုက်ခံရပါကကာကွယ်ရန်ချီနှောင်ထားသည်။တုံ့ပြန်မှုအနေဖြင့်အမေရိကန်တပ်မရေတပ်စုသည်အဆိုပါအေရိယာတွင်နင်းဟရေချောင်းသွားလာရေးလွတ်လပ်ခွင့်စစ်ဆင်ရေးများကိုတိုးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်အပတ်ကအမေရိကန်ဖြတ်သင်မောတစီးသည် Mischief Reef ရေမိုင်းဆက်နယ်မိုင်အတွင်းသို့ရွှတ်လွှင့်ခဲ့ရာတရုတ်နိုင်ငံမှပြင်းထန်စွာကန့်ကွက်ခဲ့သည်အမေရိကန်ပြည်ထောင်စုသည်မီးနှင့်ကစားနေသည်ဟုတရုတ်နိုင်ငံကတတိပေးထားသည်တရုတ်နိုင်ငံသည်နေရဲအချုပ်အခြာအာဏာကိုကာကွယ်ရန်လိုအပ်သည့်အစီအမံအလုံးကိုစောင့်ရွက်မည်ဖြစ်သည်ဒီနေရာမှာအန်တရှယ်ကတော့တရုတ်ရဲ့ကြောက်မက်ဖွယ် A2 Torch AD ကန့်သက်ဆုံးကြီးပါပဲသူတို့ရဲ့ Anti Access Lash Area Denial စွန့်ရည်တွေပါဤစနစ်များသည်လေရင်တင်တင်မောဖြတ် Hypersonic ဒုံးကျည်များအပါအဝင်အမေရိကန်တပ်ဖွဲ့များကို ပရိပခဇုံပြင်ပတွင်ထားရှိရန်ရည်ရွယ်သည်စစ်ရေးသုံးသပ်သူများကပထမဂျုံတန်းရှိတိုက်ရိုက်ပဋိပခတွင်အမေရိကန်ကဆုံးရှုံးမှုများကြီးမားနိုင်ကြောင်းပြောဆိုကြပါသည်တချိန်တည်းမှာပင်တရုတ်ကတိုးချဲ့မှုများကိုစန့်ကျင်သည့်ဒေသရင်းမဟာမိတ်ဖွဲ့မှုမှပုံမမာကျော်လာနေပါသည်ဗီယက်နမ်ဂျပန်အော်စတြေးလျနှင့်အိန္ဒိယတို့သည်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လျက်ရှိသည်မကြသေးမီကပြုတ်လုပ်ခဲ့သည့်မာလာဘာစစ်ရေးလေ့ကျင့်ခန်းများသည့ စီးလုံးညီညွတ်ရေးယူရှင်းလင်းသောတည်င်းစကားကိုပေးပို့ခဲ့သည်ဤအရာအလုံးနာအပေါ်မှာထင်ရှားပေါ်လွင်နေသည်မှာထိုင်ဝမ်ပေးဖြစ်ပါသည်အကြီးမားဆုံးစုလက်နှင့်အန္တရာအရှိဆုံးပဋိပက္ခနေရာလည်းဖြစ်သည်ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဖော်ထုတ်သတ်မှတ်ရေးဇုန်ထဲသို့တရုတ်လေကြောင်းရန်စားမှုများသည့်ယခုခါနေ့စဉ်ဖြစ်လာနေသည်ဖိအားပေးမှုသည်မဆုတ်မနစ်ခထိုင်ဝမ်သည်ရေတပ်သုံးဒုံးကျည်များနှင့်အစင်းမြင့်ကာကွယ်ရေးစနစ်များဖြင့်လက်ရှိတကောင်အဖြစ်အလျင်မြန်ပြောင်းလဲနေပြီးကျူးကျော်ဝင်ရောက်မှုကိုအလွန်မင်းကုန်ကြစေပါသည် စီးပွားရေးအရရင်းနှီးမြှုပ်နှံမှုတွေကကြီးမားပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပစိဘက်ခါကကမ္ဘာစီးပွားရေးကိုအဓိကအားဖြင့်စီမီကွန်ဒက်တာတွေကြောင့်ထိခိုက်စေပါလိမ့်မယ်။ထိုင်ဝမ်၏ကမ္ဘာပေါ်တွင်အစမ်းတစ်ဆုံးချစ်များလာ20ရာခိုင်နှုန်းကျော်ကိုထုတ်လုပ်ပြီးထင်းတို့မရှိပါကခိတ်သစ်ကမ္ဘာကြီးရပ်တန့်သွားမယ်ဖြစ်သည်။ပစိဘိတ်သမုဒ္ဒရာမှအခြေအနေသည်ကြက်ကိန်းတစ်ခုကဲ့သို့အန္တရာယ်ရှိသည်။တွက်ချက်မှုမှားယွင်းခြင်းသည်အကြီးမားဆုံးချိန်ချောက်မှုဖြစ်သည်။လေယာဉ်မှုသို့မဟုတ်ကပ္ပတိန်တဦးရအမားတစ်ခုတည်းကပင် အင်အားကြီးနိုင်ငံများကိုတိုက်ရိုက်ပသိပ်ပခါတဲ့သို့ဆွဲသွင်းစေမိစင်ကဲတုံ့ပြန်မှုများကိုဖြစ်ပေါ်စေနိုင်သည်ပစိဖိတ်သမုဒ္ဒရာဟာနောက်ထပ်စစ်ပွဲကြီးတစ်ခုဖြစ်ပွားဖို့အလားအလာအများဆုံးနေရာအဖြစ်ရှိနေဆဲပဲဖြစ်ပါတယ်ပစိဖိတ်သမုဒ္ဒရာရဲ့စီကားတဲ့နေရာတွေကနေဝေးကွာတဲ့ကမ္ဘာထိပ်ပိုင်းဒေသမှာနောက်ထပ်ကြီးမားတဲ့ပွဲတစ်ပွဲကဖြစ်ပေါ်နေပါဗျာ။အာတိတ်နေတာဖြစ်ပါတယ် ရာသီဥတုပြောင်းလဲမှုကအာထိတ်တရားကိုရှင်းပြန်စွာပြောင်းလဲစေပါတယ်။ရေခဲပြင်တွင်ကျုံဝင်လာတာကအခွင့်အလန်းအစ်စ်တွေနဲ့ပဋိပက္ခအစ်စ်တွေကိုဖြစ်ပေါ်စေပါတယ်။မြောက်ပင်လယ်လမ်းကြောင်းကအဓိကအကျိုးကျေးဇူးပဲဖြစ်ပါတယ်။အရှားနဲ့အယောဘကြားကုံသွဲရေးအတွက်အချံ20ရာခိုင်နှုန်းအထိလျှော့ချပေးမဲ့ပလယ်ရေကြောင်းအမြန်လန်းအစ်စ်ပဲဖြစ်ပါတယ်။တခါရေးသောနိုင်ငံကဒီနယ်ပယ်အစ်စ်ကိုလွှမ်းမိုးထားပါတယ်။ရွှေရှားပါ။ကမ္ဘာအကြီးဆုံးနဲ့အင်အားအကြီးဆုံးရေခဲခွဲတင်မောအုပ်စုကိုမော်စကိုကပိုင်ဆိုင်ထားပါတယ်။ပြည်ခဲ့သည့်နှစ်အနည်းငယ်အတွင်းရွှေရှားသည့်နင်းရအာထိတ်ကမ်းရိုးတန်းကိုပြင်းထန်စွာစစ်အင်အားဖြည့်တင်းခဲ့ပြီး ဆိုဗီယက်ခေတ်အခြေစိုက်စခန်းဓာစင်ပေါင်းများစွာကိုပြန်လည်ပြင်ဆင်ခဲ့သည့်ဇင်းတို့သည်အထူးပြုအားတိတ်တက်မဟာများအဆင့်မြင့်ရေဒါစနစ်များနှင့်တာဝေးပစ်လေကြောင်းကာကွယ်ရေးများကိုဖြန့်ကျက်ချထားသည်မော်စကိုကနင်းတို့သည်ကာကွယ်ရေးဆိုင်ရာလှုပ်ဆောင်မှုများဟုဆိုသည်သို့သောနေရိုးကတော့မတူညီတဲ့ရှုထောင့်ကနေမြင်ပါရတယ် နေရိုးဖွဲ့အားအပြင်းထန်ကြိုးစားနေပါတယ်။ဒီနှစ် Cold Response စစ်ရေးလေ့ကျင့်မှုမှာအနောက်အုပ်စုတပ်ဖွဲ့တွေရဲ့အာတိတ်ဒေသတို့အများဆုံးချထားမှုကိုတွေ့ရှိခဲ့ရပါတယ်။ American ပြည်ထောင်စုသည်နင်းစာလေးချောင်းတည်ရှိမှုကိုတိုးမြင့်ရရှိပြီးအလွန်အေးသောဒေသများအတွက်ဒီဇိုင်းထုတ်ထားသောစောင့်ကြည့်ရေးနီးပညာသစ်များတွင်ယင်းနှိမ့်နှံ့ရရှိသည့်ပြည်ဒါပေမဲ့စစ်ရေးပြူဟာတသက်တတော့မဟုတ်ပါဘူး။အတိတ်ဒေတာမှာဒေါ်လာထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့တဘာဝတယံစာရတွေရှိတယ်လို့ခန့်မှန်းရပါတယ်။ရေနံတဘာဝတန်ငွေနဲ့အရေးပါတဲ့ရှားပါးမြေထွက်သတ္တုတွေဟာ နိုင်ငံရေးပြိုင်ဆိုင်မှုကိုပုံမူပြင်းထန်လာစေပါတယ်။ထိုဒေသတွင်တရုတ်နိုင်ငံသည်ကစားသမားအဖြစ်ပေါ်ထွက်လာခဲ့ပြီးနင်းကိုကိုအာတိတ်အနီးဝန်းကျင်နိုင်ငံအဖြစ်ကြေညာက Polar Silk Road ကိုစတင်ခဲ့ပါသည်။မော်စကိုနှင့်ပေကျင်းတို့ကြားကြီးထွားလာနေတဲ့ပူးပေါင်းဆောင်ရွက်မှုဟာအာတိတ်ဒေသအထိတိုးကျက်လာနေပါတယ်။တရုတ်ကအရင်အနေနဲ့ရှေးကွက်ကိုပံ့ပိုးပေးပြီးယူရှားကရယူအသုံးပြုခွင့်နဲ့ကာကွယ်မှုကိုပံ့ပိုးပေးပါတယ်။ ဤမြောက်ဘက်ရှိတရုတ်ယူရှာပူပေါင်းဆောင်ရွက်မှုသည်အနောက်နိုင်ငံများအတွက်ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်လာစေပါသည်ပါရီစပေါ်ဟာကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တွေရှိတဲ့အနေရများတဲ့ဂိမ်းတစ်ခုပါပဲခေစစ်စပွဲမှာစစ်အေးတိုက်ပွဲပုံစံမျိုးရှိနေပါတယ်ကမ္ဘာကြီးကရုပ်ပိုင်းဆိုင်ရာတိုက်ပွဲများကိုကြည့်ရှုနေချိန်မှာမြင်ကွင်းမဲ့စစ်ပွဲတစ်ခုဖြစ်ပွားနေပါတယ် နီးပညာထိတ်တန်းစစ်ပွဲပဲဖြစ်ပါတယ်။ဤပထပခဗဟုချက်မှာကုန်တန်ကွန်ပျူတင်းဖြစ်ပါတယ်။ထင်းတဲ့လက်ရှိကုတ်ဖက်စနစ်အားလုံးကိုဖောက်ဖျက်နိုင်တဲ့အစွန်းထက်နီးပညာတစ်မျိုးဖြစ်ပါသည်။ဂန်တဝင်ကွန်ပျူတာများနဲ့မတူပဲကွန်တန်ကွန်ပျူတာများသည်ကွန်တန်ဘစ်များကိုအသုံးပြုသည်။စည်ရေးရှုပ်ဝက်ချက်များငွေကြေးဆိုင်ရာအချက်အလက်များနဲ့အရေးကြီးအခြေခံအဆောက်အအုံများချက်ချင်းဖောက်ထုတ်ခံရမည့်ကဘာကြီးကိုစိတ်ကူးကြည့်ပါ။ ဒါကတော့ quantum threat နမမဟုတ် q day ဖြစ်ပါတယ်အမေရိကန်နဲ့တရုတ်နိုင်ငံတို့သည် quantum supremacy ကို ရှရှိရန်အသေးအတန်ကြိုးပမ်းပြိုင်ဆိုင်လက်ရှိသည်သုတေသနတွေအတွက်ဒေါ်လာဘီလီယံပေါင်းများစွာကိုတုံးဆွဲနေကြတာပါဒလာထဲမှာပဲတရုတ်နိုင်ငံဟာ quantum error correction နည်းပညာနဲ့ပတ်သက်ပြီးအောင်မြင်မှုတစ်ခါကိုကြေညာခဲ့ပါတယ်။ Washington သည်တရုတ်ဝတိုးတက်မှုကိုနှေးကွေးစေရန်အတွက်မြန်မာသောချစ်နည်းပညာများကိုကန့်သတ်ခြင်းဖြင့်တုံ့ပြန်ရရှိသည် လက်အကအကွယ်အမြင့်ဆုံးရှိတဲ့မဟာဗျူဟာကို small yard high fence လို့ခေါ်ပါတယ်။တန်ဖိုးအရှိဆုံးနီးပညာတွေကိုအမြင့်ဆုံးအတားအဆီးတွေနဲ့ကာကွယ်ပါ။ဤနီးပညာပိုင်းဆိုင်ရာခွဲထွက်မှုသည်ကမ္ဘာစီးပွားရေးကိုပြိုကွဲစေပြီးနိုင်ငံများကိုဘက်လိုက်ရန်တွန်းအားပေးနေသည်။ကုန်တန်ပြိုင်ပွဲနှင့်အပြိုင်ညံရည်တုကိုလျင်မြန်စွာစစ်အသွင်ပြောင်းနေသည်။စပွဲရအနာဂတ်သည်ကိုပိုင်အုပ်ချုပ်ခွင့်ရရှိလာပြီဖြစ်သည် ညာရည်တုစနစ်များသည့်လူသားမျိုးမဖြစ်နိုင်လောက်သောမျက်စံမှုဖြင့်စစ်မြေပြင်တွင်ဆုံးဖြတ်ချက်များချမှတ်နေကြသည်အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသောတိုးတက်မှုမှာအစုအဝေးဤပညာဤပြည့်ပြည့်စုံမှုပင်ဖြစ်သည်ရှေးသက်သာပြီးစွန့်ပစ်နိုင်သောဒရုန်းယာဉ်ရာပေါင်းများစွာကိုဗဟု AI မှညှပ်နှိုင်းဆောင်ရွက်ကခိမိစစ်ပတ်ဆိုင်ရာဟာ့ဒ်ဝဲများကိုပင်ထိရောက်စွာထိုးပေါက်ဖျက်ဆီးနိုင်သည်ယူကရိန်းစစ်ပွဲသည်စစ်ပွဲပုံစံတစ်အတွက်စမ်းသပ်စစ်မြေပြင်တစ်ခုဖြစ်ခဲ့သည်ဒရုန်းများသည့်စစ်မြေပြင်ရဲ့ပြောင်းလဲမှုများကိုလုံးဝပြောင်းလဲပစ်ခဲ့သည် ရူရှားရကျယ်ပြန့်သော electronic စစ်စင်ရေးစွမ်းရည်များသည်ဆက်သွယ်ရေးများကိုနှောက်ယှက်ခြင်းနှင့်ဒရုန်းများကိုခြေမုံရာတွင်အလွန်ထိရောက်ခဲ့သည်။ဒါပေမဲ့ရှေးဘောတဲ့ကုန်ပစ္စည်းမောင်းသူမဲ့လေယာဉ်တွေကိုလိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ရမှာယူကရိန်းရဲ့စမ်းသစ်တီထွင်မှုကတိုက်ပွဲမှာဆက်ပါဝင်နေစေခဲ့ပါတယ်။ရူရှား၏တမားရိုးကြတန်ချက်ကရင်အားသာချက်ကိုထိန်းချုပ်နိုင်ခဲ့သည်။စည်ရေးစမန်တို့များသည်ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်နိုင်ခြေရှိသောပဋိပက္ခအတွက် အရေးကြီးသောသင်ခန်းစာများကိုလေ့လာကာအနီးကပ်စောင့်ကြည့်နေကြသည်ဘရဂန်ပြည်ထောင်စုကတရုတ်နိုင်ငံရဲ့အရေးအတွက်အရသာလုံခဲမှုကိုတံပြန်ဖို့အတွက်လာစဉ်မောင်းသူမဲ့လေရင်ထောင်ပေါင်းများစွာထုတ်လုပ်ဖို့ရှိရတဲ့ Replicator Initiative ကိုစတင်လိုက်ပါပြီ။ရန်ရည်ရုသည်ထိန်းချုပ်ကွက်ကဲခြင်းကိုလည်းတော်လန့်ပြောင်းလဲနေပါသည်။ရန်သူရလှုပ်ရှားမှုများကိုခံမှန်းရန်နဲ့တိုက်ပွဲအစီအစဉ်များကိုအကောင်းဆုံးဖြစ်အောင်ပြုလုပ်ရန်ဒေတာအမြောက်အများကိုခွဲခြမ်းစိတ်ဖြာခြင်း အဲ့ဒီမှာနည်းနည်းသောကျင်းဝတ်ဆံရမေးခွန်းများပေါ်ပေါက်စေသည်လူသားများဝင်ရောက်ဆွတ်ဖက်ခြင်းမရှိဘဲစိတ်ညရားများကအသက်ဆုံးရှုံးမှုဆံရဆုံးဖြတ်ချက်များချမှတ်ခွင့်ပြုသင့်ပါသလားကိုပိုင်အုပ်ချုပ်ခွင့်ရလက်နက်များထိန်းချုပ်ရေးကြိုးပမ်းမှုများပြုလုပ်နေတော့လဲနီးပညာတိုးတက်မှုအရှိန်အဟုန်သည်တန်တမန်ရေးရလုပ်ငန်းစဉ်များထက်များစွာကျော်လွန်နေပါသည်ကြောက်စရာကောင်းတာက flash war ပါ လူသားတွေမလိုက်နိုင်တော့အောင် algorithm တွေကစက္ကန့်ပိုင်းအတွင်းထိမ့်မနိုင်သိမ့်မြဖြစ်လာတဲ့ပဋိပက္ခတစ်ခုပါ content computing နဲ့ဉာဏ်ရည်တုပေါင်းစပ်မှုကစစ်ပွဲချက်တစ်ကိုဖန်တီးနေပါတယ်ဤနည်းပညာများကိုပထမဆုံးကျွမ်းကျင်သောနိုင်ငံသည်ကမ္ဘာအာဏာချိန်ခွင်ရာကိုပြန်လဲပုံဖော်ကပြက်သားသောအသာစီးကိုရရှိမည်ဖြစ်သည်ကွန်တန်နဲ့ဉာဏ်ရည်တုစစ်ဆင်ရေးဟာကျွန်တော်တို့ခေတ်ရဲ့ manhattan project ဖြစ်ပါတယ်အခုလောလောဆယ်မှာပဲကွဲပြောက်နေပါတယ် စစ်ရေးပဋိပက္ခများအပြင်ကမ္ဘာစီးပွားရေးစနစ်သည်ကြီးမားသောအသွင်ကူးပြောင်းမှုကြုံတွေ့နေရသည်အမေရိကန်ဒေါ်လာ၏လွှမ်းမိုးမှုကိုစိန်ခေါ်ရက်ရှိသည်ဒိုးချက်ထားသော Brick S Gold မဟာမိတ်အဖွဲ့သည်ဒေါ်လာတန်ဖိုးလျှော့ချရေးကိုတက်ကွစွာဆောင်ရွက်ရက်ရှိသည်ထင်းတို့သည်အခြားရွေးချယ်စရာဗဏ္ဍာရေးစနစ်တစ်ခုကိုဖန်ထားရန်ရှိဆွဲသည်အ धिक စွန့်ရင်ထုတ်လုပ်သူများပါဝင်လာသည်နှင့်အမျှ Brick S Gold သည်ကမ္ဘာစွန့်ရင်ထောက်ပံ့မှုတွင်အရေးပါသောအစိတ်အပိုင်းကိုထိန်းချုပ်ထားသည်တင်းတို့သည်အမေရိကန်ဒေါ်လာနှင့်အနောက်နိုင်ငံများရဗဏ္ဍာရေးဆိုင်ရာအခြေခံအဆောက်အအုံများကိုကျော်လွန်လာ ပြည်တွင်းသုံးငွေကြေးများဖြင့်သာကုန်သွယ်မှုပုံမပြုတ်လောက်လာကြသည်ရွှေအရန်ငွေကြေးပေါ်လာမဲ့ BRICS အဖွဲ့ပါအဆိုပြုချက်သည် အမေရိကန်နိုင်ငံငွေကြေးကျေးဇူးမှုကိုတိုက်ရိုက်ထိခိုက်စေလိမ့်မယ်ထို့အတော့အတွင်ဘူမိနိုင်ငံရေးပြိုင်ဆိုင်မှုသည်ကမ္ဘာမြေပြင်ကိုကြော်လွန်တာတိုးချဲ့ရရှိသည်အာဂါဒပြိုင်ပွဲသစ်သည်လာဘော်တွင်အာယုံစိုက်နေသည်တောင်ဝင်ရိုးစွမ်းမှာရေခဲတွေ့ရှိမှုဟာအခြေအနေကိုပြောင်းလဲစေခဲ့ပါသည် ဒီကိုဒုံးပြန်လောင်စာဖြစ်ပြောင်းလဲနိုင်ပြီးလာကအရေးကြီးတဲ့စီဖြက်စကန်တစ်ခုဖြစ်လာစေနိုင်ပါတယ်။တရုတ်နဲ့ရုရှားတို့သည်ဒင်းတို့ပြိုင်ဘက်အထရေးဆိုင်စကန်ဖြစ်သော ILRS ကိုအလျင်မြန်တည်ဆောက်နေကြပါသည်။ထင်းတို့သည်လာပေါ်ရှိတယံစာတာများကိုထိန်းချုပ်ရန်ရှိရွယ်ပါသည်။လာမျက်နှာပြင်ပိုင်နက်နှင့်ပတ်သက်ပြီးနိုင်ငံတကာအော်ပရေများမရှိသေးသောကြောင့်တယံစာတာဖိုင်ဆိုင်မှုအပေါ်ပဋိပက္ခချစ်ပွားနိုင်ခြင်းအလံမြင့်မားပါသည်။ကမ္ဘာပတ်လန်းသည်လည်းစစ်မြေပြင်တစ်ခါဖြစ်လာသည်။နှစ်ဖက်စနုံးသည်ရန်သူကြိုက်သူများကိုဖျက်ဆီးရန်စွမ်းရည်များတိစောက်နေကြလာသည်။ အာဂါရဲကပြိပခါဟာကမ္ဘာမြေပေါ်မှာဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေမှာဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးနဲ့လမ်းညွှန်မှုကိုအခြေအကျေထိခိုက်စေမှာဖြစ်ပါရယ်။ဤပြိပခါများသည့်တည်ကြားမဟုတ်ကြပါ။ထင်းတို့သည်ပုံမူကျေပြန့်သောပဒိုအီနိုင်ငံရေးရန်ကန်မှုကအချင်းချင်းဆက်ဆက်နေသောဇက်ခုံများဖြစ်သည်။ဤစစ်ပွဲတည်ဤအ धिक မောင်းနှင်အားမှာတရုတ်နှင့်ရုရှားတို့အကြားမဟာမိတ်ဆက်ဆံရေးနက်ရှိုင်းလာခြင်းပင်ဖြစ်သည်။အမေရိကန်ဥဆောင်သောကမ္ဘာစနစ်ကိုစန့်ကျင်သည့်ဘုံရက်တွေချက်ဖြင့် မော်စရိုနှင့်ပကျင်းတို့သည်နယ်ပယ်အားလုံးတွင်နင်းတို့မဟာဗျူဟာများကိုပေါင်းဆက်ဆောင်ရွက်ရရှိသည်ဒါဟာအမေရိကန်ပြည်ထောင်စုအတွက်စိန်ခေါ်မှုကြီးတစ်ခုကိုဖော်ပြနေပါသည်ရှေ့တန်းစစ်မျက်နှာအများပြားမှာပြိုင်ဘက်ကြီးနှစ်ခုနဲ့တပြိုင်နက်တည်းရင်ဆိုင်ရနိုင်ခြေပဲဖြစ်ပါသည်ထို့သောတုံ့ပြန်သည့်အနေဖြင့်အနောက်နိုင်ငံများကနင်းတို့ရမဟာမိတ်များကိုပုံမူခိုင်မာအောင်ဆောင်ရွက်ရရှိသည်ကမ္ဘာကြီးသည်ကွဲပြားသောအုပ်စုနှစ်စုအဖြစ်လင်းမြန်စွာဝင်ရိုးစွန်းပြောင်းနေသည် ကမာလုံးဆိုင်ရာခိတ်သည်ရင်ဆိုင်တွေ့ဆုံမှုခိတ်သို့ဦးတည်နေသည်အရှိတောင်အစပါဝင်ကမ္ဘာတောင်ပိုင်းနိုင်ငံများသည်ရှုပ်ထွေးသောဤပထဝီနိုင်ငံ၏အခြေအနေကိုရင်ဆိုင်နေရပြီးဒင်းတို့ကစီးပွားရေးစိန်ခေါ်မှုများနဲ့လည်းကြုံတွေ့နေရသည်ကျောဆန်းပိုင်ခွင့်အတွက်တိုက်ပွဲကလည်းတိုးလာနေပါတယ်တည်င်းမများနဲ့ AI နီးပညာသုံးဝါရဖြန့်မှုများကယုံကြည်မှုကိုတိုက်စားပြီးလူအဖွဲ့အစည်းများကို꽌ပြားစေသည် ဤပတ်ဝန်းကျင်တွင်အမှန်တရားကိုခွဲခြားသိမြင်ရန်ပုံမှုခက်ခဲလာပါသည်ဒါဆိုရင်2025ခုနှစ်ရဲ့လာမယ့်လတွေမှာဘာတွေကိုစောင့်ကြည့်ရမလဲပစိဖိတ်သမုဒ္ဒရာထဲမှာဒတိယဒေါမတ်ရေတိမ်ပိုင်းကိုနောက်ထပ်ရိတ်ခါဖြတ်တင်းရေးမစ်ရှင်ကတရုတ်နဲ့အမေရိကန်နှစ်နိုင်ငံစာလုံးအတွက်ခိုင်မာတဲ့စမ်းသပ်မှုတရဖြစ်လာပါလိမ့်မယ်။အာတိတ်ဒေသတွင်မြောက်ပိုင်းပင်လယ်ဖြတ်လန်းကိုတိုးချဲ့ခြင်းနဲ့ရုပ်ရှားစစ်ရေးလေ့ကျင့်မှုများ၏အတိုင်းအတာသည့် စစ်အသွင်ပြောင်းမှုအရှိန်အဟုန်ကိုဖော်ပြမိဖြစ်သည်။နေဗီယာနယ်ပယ်မှာကွန်တန်ကွန်ပျူတာနေဗီယာတိုးတက်လာတာကမဟာဗျူဟာမြောက်အခင်းအကျင်းကိုတညချင်းပြောင်းလဲပစ်နိုင်ပါတယ်။တန်တမန်ဆက်ဆံရေးသည့်အရေးကြီးဆဲဖြစ်သည်။နားလည်မှုလွဲမှားခြင်းကိုကာကွယ်ရန်အတွက်ဆက်သွယ်ရေးလမ်းကြောင်းများနဲ့အချက်အလက်စမန်ခန့်ခွဲမှုရန်တရားများကိုထူထောင်ရန်အရေးကြီးသည်။သို့သောအင်အားကြီးနိုင်ငံများအကြမယုံကြည်မှုနဲ့သဘောတရားပိုင်းဆိုင်ရာကွဲပြားမှုများကအတိတ်ပဲပြေဝသောဆွေးနွေးမှုများကိုပုံမှုခက်ခဲစေပါသည်။ ကျွန်ုပ်တို့သည်သမိုင်းတွင်အန်ဒီရဲ့ရှိသောကာလတစ်ခုကိုဖျက်ဆီးနေရသည်ငြိမ်းချမ်းရေးနှင့်ပဋိပက္ခအကြာဟန်ချက်သည်ကြေမြောင်းလွန်းသည်ယနေ့ခေတ်ကာလသည် အရင်ကထက်ပိုမိုစူးစမ်းရမယ့်အခြေအနေဖြစ်သည်ပစိဖိတ်ရန်အိုအာတိတ်စစ်စင်ရေးကုန်တန်ပြိုင်ပွဲနှင့်လက်ကမ္ဘာတင်းမာမှု ဤအရာများသည်ကျွန်ုပ်တို့ခေယပฏิပက္ခများဖြစ်သည်ရှေ့ဆက်လာမယ့်ကြမ်းတမ်းသောခရီးလမ်းကိုဖျက်ကျော်ရန်ဤအခြေအနေများကိုနားလည်ထားရန်အရေးကြီးပါသည်ဒုတိယကမ္ဘာစစ်အေးတိုက်ပွဲရောက်ရှိလာခဲ့ပြီးနောက်ထောင်း25ခုနဲ့စက်တင်ဘာလကမာလုံးဆိုင်ရာအရေးကြီးဖြစ်စဉ်များအကြောင်းကိုအတူတကွလေ့လာခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီမတန်းရုပ်ရှင်ကတရင်အချက်လက်တွေကြွယ်ဝရင်ဆိုရင်ကျေးဇူးပြုပြီး like လုပ်ပါ subscribe လုပ်ပါကမ္ဘာရေးရာတွေကိုစိတ်ဝင်စားသူများနဲ့မျှဝေပေးပါနောက်တစ်ချိန်ကျမှပြန်ဆုံတွေ့ကြမယ်ဗျာတရင်အချက်လက်တွေအမြဲရယူပြီးဘေးကင်းကြပါစေ